ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအောင်လဲမင်္ဂလာပါဒါအခု Jose Mourinho ကဒါ Portugal ကိုရောက်ပြီး Benfica ကိုတကြောပြန်ကင်ပြီးတဲ့အချိန်မှာသူ့ကိုလိုလိုလားလားနဲ့နီးပြဖြစ်ခံတဲ့ Benfica က Bruno Lage ကိုကဆိုးပြီးတော့ Champion League မှာ၃ပွဲဆက်ရှုံးထားတယ် Mourinho ရဲ့ခေကုံသွားပြီးပြောမလားဟိုပေါ်တူဂီမားတော့ဗျာဒီ ပေါ်တိုရဲ့ဘန်ဖီကာရဲ့စပိုးတင်းလစ်ဘွန်ရဲ့၃သိန်းပဲရှိတယ်ဗောလေဒါအခုသူစကင်ပြီးတဲ့အချိန်ကစပြီးတော့ဒါဘယ်လိုပြောမလဲဘန်ဖီကာအသင်းကအပန်တောင်းဗောလေထားပါတော့ဒီ9သိန်း9ထိုင်တဲ့သူ့ရဲ့ပထမဆုံးသူပထမဆုံးကင်တဲ့ AVS နဲ့ပွဲမှာသူ၃ခုပြတ်နဲ့9နဲ့ဒါပေမဲ့ ူ့ရဲ့ပထမဆုံးအိမ်ကွင်းဖြစ်တဲ့ဒါ Rio AV ဆိုတဲ့အသင်းတဲ့ကိုဝမ်ဝမ်တေးကြပြီးတော့သူ့လက်ထက် Benfica အသင်းပွဲတွေကိုကြီးလိုက်လို့ဂိုးပြတ်တယ်ဆိုတော့ရှားတယ်ဒါပေမဲ့နောက်ဆုံးနှစ်ပွဲဆက်ကိုတော့သူဘယ်လိုပြောမလဲ၅ဂိုးပြတ်၃ဂိုးပြတ်နဲ့နိုင်တယ်ပေါ်တူဂီလိမာက Benfica အရင်ကြီးမဆိုးဘူးဗျာဒါသူတို့ပေါ်တူဂီလိမာဒါလက်ရှိနေထားရသူအဆင့်၃မှာရှိတယ်ပေါ်တူနဲ့တစ်ဖက်က Sporting Lisbon ဒါပေမဲ့ Champion League မှာ Champion League ဆိုရင်ဗျာ Mourinho က legendary နီးပြပါ ော်တိုနဲ့လည်းအမပေးချန်ပီယံချန်ပီယံလိယူဘူးတယ်အင်တာမီလန်နဲ့လည်းယူထားတယ်ဒါပေမဲ့ဘန်ဖီကာအခု IS နဲ့အတူပဲအညံ့ဆုံးအသင်းထဲမှာပါတယ်သူတို့၄ပွဲကစား၄ပွဲရှုံးထားတာနှစ်သင်း၁သင်းက IS တသင်းကဘန်ဖီကာ IS လည်းဇက်တိုက်ကိုရှုံးတာသူတို့လည်းအခုဒီပြိုင်ပွဲမှာတော်တော်ကိုအရေးချင်းညံ့တဲ့အသင်းဖြစ်ပြီးတော့ဘန်ဖီကာကလည်းမော်ရီညိုလက်ထက်မှာလုံးဝကျွန်တော်မြင်တော့မော်ရီညိုရဲ့ maybe လိပြိုင်ပွဲမှာတော့ maybe တခုခုဖြစ်နိုင်ပေမဲ့ဥရောပမှာမင်းယူခစ်ကုံသွားပြီဗျာ။ဘာလို့ဆို IS က IS ကတခုရှိတယ်ဗျာ။သူကားတဲ့အသင်းတွေကခတ်တယ်ဗျာ။မော်ရညိုဘန်ဗီကာတဲ့ဆိုင် IS ကအဖွင့်ပွဲမှာ Inter Milan ကိုရှုံးတယ်2-0နဲ့။နောက် Marseille ကို4-0နဲ့ရှုံးတယ်။နောက် Chelsea ကို5-1နဲ့ရှုံးတယ်။အခု Galatasaray ပွဲကတော့သူတို့ညံ့လာပါတယ်။ Osimhen ဟတ်ထရစ်ရပြီးတော့3-0ပြည့်နဲ့ရှုံးသွားတယ်။ဆို IS ဘက်ကကြည့်ရင် IS ကခတ်ခဲတဲ့ပြိုင်ဘက်တွေကိုရှုံးတယ်ဗျာဆိုတော့အဲ့ဒါကသူတို့လက်နေဒါပေမဲ့အဲ့နှစ်သင်းပြန်တွေ့မှာ IS နဲ့ Banfica နဲ့နှစ်သင်းပြန်တွေ့မှာလေးပွဲစီရှုံးထားတဲ့နှစ်သင်းဒါပေမဲ့ Banfica အသင်းရဲ့ရလက်တွေကိုကြည့် Banfica တော်တော်ညံ့တာဘာလို့ညံ့လဲဆိုတော့ Banfica ကပထမပွဲမှာ Carabao ကိုရှုံးတယ်အဲ့ Carabao ကိုရှုံးလို့သူတို့ Bruno Lage ကိုထုတ်လိုက်တာဒါပေမဲ့ Banfica က Carabao ကိုထုံချုံပြီးလဲ Bruno Lage ထုတ်ပြီးလဲ Mourinho လက်ထက်၃ပွဲချန်ပီယံလိဂ်ကိုင်းတယ်ပထမပွဲသူ Stamford Bridge ကိုသွားတယ်1-0 တကူကူမရှိနဲ့ပဲကစားရတယ်။ Okay အဲ့ပွဲ decent performance ဖြစ်တယ်။ Newcastle ပွဲမှာလုံးဝ struggle ဖြစ်တယ်။အခု Liverpool ကိုပါအိမ်ခွေးမှာရှုံးတာ။အခု1-0နဲ့ထက်ရှုံး။အဲ့ Liverpool ကတကယ်တမ်းဒီရသည်မကောင်းတော့။ Liverpool က up and down များတယ်။ PG တွေခံစစ်လဲ weak ဖြစ်တယ်။အဲ့ဒါကို Patrice တလုံးနဲ့တော့ကိုနဲ့ Mourinho အနေနဲ့ကျွန်တော်မြင်တော့ဥရောပမှာသူမရတော့ဘူး။ လေးပွဲစီရှုံးထားတဲ့အသင်းတွေက IS ကိုသူတွေ့ရင်နေ maybe maybe သူတို့နည်းနည်းပိုကောင်းနိုင်ပေမဲ့ Benfica Napoli ကိုမနိုင်နိုင်ဘူး Juventus ကိုမနိုင်နိုင်ဘူး Real Madrid ကိုမနိုင်နိုင်ဘူးအရင်တော့က Benfica ဆိုရင်တော့ PSG တို့တခြားအသင်းတွေ Portuguese မှာ Benfica ဟာအနည်းဆုံးတော့ရှုံးထွက်ကိုအမြဲတက်တဲ့အသင်းဒါပေမဲ့ Mourinho လက်ထက်အခု Benfica တော်တော် weak ဖြစ်တယ်ဗျကျွန်တော်အမြင်တော့ IS ကသူတို့ပွဲနဲ့တည်ကြမှာပဲ Napoli နဲ့လည်းသူတည်လောက်ပဲရမှာ UBO ဝင်းခွင့်မှာတရားပေါ့ရှုံးမယ်မက်ဒရစ်ကိုအိမ်ခွင့်မှာသူတို့ရှုံးမယ်ကျွန်တော်ထင်တော့သူတို့နိုင်ပွဲတော်ရပါမလားဒီဂျိုဆီမော်ရီညိုတစ်ချိန်လုံးကချန်ပီယံလိရဲ့တကယ်အောင်မြင်တဲ့နီးပြဥရောပရဲ့ legendary နီးပြကြီးဖြစ်ပေမဲ့ကျွန်တော်ထင်တော့ပေါ်တူဂီလိမှာပြိုင်ဘက် assistant နဲ့ဒီ၃သင်းပဲရှိတဲ့အခြေအနေကြောင့်သူနိုင်ပွဲတွေရအောင်ရနိုင်တယ်ဒါတော့မှသူအဆင့်၃ဆိုဘာမှသိမ့်မထူးကြဘူးဒါပေမဲ့တေချာတာတော့ဂျိုဆီမော်ရီညိုခစ်မရှိတော့ဘူးဒါမရတော့ဘူးသူ့ရဲ့ view ဟာလုံးဝဟောင်းသွားပြီဘန်ဗီကာဆိုတာကအရင်တော့ဗျာဒိုင်းတိုင်းသွင်းတာအခုကြည့်ဗျာ သူကိုင်နဲ့ချန်ပီယံလိ3ဝဲမှာ twin goal တောင်တကူမှမရှိဘူးချယ်ဆီကို1-0ဆီအခုဒါလီဗာပူးဆင်ကို1-0ဆီညူကာဆယ်ကို3-0ဆီ3ဝဲမှာသူ5ဂိုးပေးရတယ် twin goal မရှိဘူးဒါကတော်တော်ဆူဆူဝါပဲဆိုတော့အခု4ပွဲစီရှုံးထားတဲ့ IS နဲ့သူနဲ့ထိတ်တိုက်တွေ့မယ်အဲ့မှာဘသူပုံညံ့လဲထပ်တွေ့မှာတေချာတာတော့မော်ရီညိုနဲ့ဥရောပမှာအဆင်မပြေတော့ဘူး maybe သက်ဆိုင်ရာလီးပြိုင်ပွဲမှာပြောင်းလဲချက်ရှိပေမဲ့ဥရောပကတော့မော်ရီညိုမရတော့ဘူးမော်ရီညိုခက်ကျွန်တော်အမြင်တော့အကုန်သွားပါပြီအားလုံးကျေးဇူးတင်ပါတယ်